အားလုံးပဲမင်္ဂလာပါရှင်။ Listener Heaven Channel မှာကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာမကြီးခင်းနှင်းယူရဲ့ဇီဝစိုးစံအိမ်လက်ရွေးစင်အထွေးဆောင်မစာစုစာအုပ်မှာမရကြီးလို့အမည်ရတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါရရှင်။တူတူရေမရပြိုင်ကိစ္စကိုရေးခဲ့ပြီးပြီ။အန်တီစုက ဥပဒေရေးရာမကျွမ်းကျင်လေတော့ဥပဒေပညာရှင်နဲ့တိုင်ပင်ဆွေးနွေးပြီးရေးပါတယ်။အမားပါရင်အန်တီစုခြုံရင်းချက်ပဲဖြစ်ပါတယ်။ခုမရကြီးပြဿနာကိုရေးချင်တာပါ။ပြီးခဲ့တာမှအန်တီစုရေးခဲ့တယ်။မရကြီးတွေအတွက်ဥပဒေသားရှိခဲ့တယ်။မိမတယောက်အပေါ်မှာ လင်သားကစိတ်နှလုံးကိုစင်းရဲနာကျင်အောင်ညှဉ်းပန်းနှိပ်စက်သည်ဖြစ်စေခန္ဓာကိုယ်ကိုရိုက်ပုတ်ညှဉ်းပန်းသည်ဖြစ်စေကိုယ်စိတ်ပေါ့ မယက်ကြီးဟာဒီယောက်ျားကိုကွာရှင်းပိုင်ခွင့်ရှိတယ်။မယက်ငယ်ယူတာဟာမယက်ကြီးရဲ့စိတ်ကိုပူပန်ညှဉ်းနှွမ်းစေလို့ယောက်ျားကိုကွာနိုင်နေဆိုတဲ့ဥပဒေတာဟာမယက်ငယ်ယူခြင်းကိုတဏီအဖြစ်တားမြစ်ခြင်းပဲ။အာမပေးခြင်းပဲဖြစ်တယ်လို့ရေးခဲ့ပါတယ်။ဥပဒေရှိတော်လဲ။ဒါပေမဲ့ညီမအမျိုးသမီးမယက်ကြီးတွေအတွက်ကခတ်သားလား။ကိုလင်သားမယက်ငယ်နေတာကိုလက်စုပ်လက်ကင်တွေ့တာတောင်ချိတ်မိတ်တီးခံပြီးအိမ်တွေမပြတ်နေကြတယ်။ ရှက်တာလဲပါတယ်။ငွေရေးကြီးရေးမခိုင်လုံမတောင့်တင်းလေတော့လင်းကပြစ်သွားရင်ကြံရစ်တဲ့သားသမီးကို မိန်းမကတယောက်တည်းတာဝန်မယူနိုင်လေတော့တွေ့ကပ်ပေါင်းနေရတာပဲ။တချို့ကလည်းချစ်ကိုချစ်လို့မခွဲနိုင်လို့ပေါင်းနေကြရတယ်။တချို့ကြတော့လေယောက်ျားမရှိလဲစီးပွားရေးတောင့်တင်းပေမဲ့သားသမီးတွေဖခင်မြတ်တာ ခံယူနိုင်ပါစေဖခင်အရေးကိုခိုးလုံနိုင်ပါစေဆိုတဲ့သဘောနဲ့မယငယ်ယူတဲ့ယောက်ျားကိုတီးခံပေါင်းသူတွေရှိပါတယ် စိတ်ကိုညှင်းဆဲရုံမကခန္ဓာကိုယ်ကိုညှင်းဆဲတာတောင်အယိုးကွဲအောင်ရိုက်မှ အသေးဆွဲအောင်ချစ်တယ်ဆိုတဲ့စကားအတိုင်းလင်းတဲ့တဘုံဘုံရိုက်နေတဲ့ဂျားကမကွာနိုင်ကြတာတွေပြည့်လို့ပါလင်းသားကအိမ်အောင်ရေးဖောက်ပြန်လို့ကွာရှင်းပြက်ဆဲတယ်ဆိုတဲ့မိမဟာတရားမှာ25ရာခိုင်နှုန်းလောက်ပဲရှိတယ်။ကြံတဲ့85ရာခိုင်နှုန်းကမကွာပဲကြိတ်မိတ်ပေါင်းကြပါတယ်။တွေ့ဦးတဲ့အမျိုးသမီးတစ်ယောက်ကတော့သူ့ခင်မွန်းဟာအိမ်အောင်ရေးဖောက်ပြန်တဲ့ အပြင်မှာအမျိုးသမီးအမျိုးမျိုးနဲ့တွဲပြီးရှုပ်ပွေးနေတော့ဇနီးတွေကတီးမခံနိုင်တော့ဘူးရုံးတော်မှာရှောက်ထားပြီးကွာရှင်းခွင်တောင်းတယ်ယောက်ျားကကွာမပေးဘူးအမှုကိုဆွဲထားတယ်နောက်ဆုံးတော့ယောက်ျားကတောင်းဆိုတယ်သူနဲ့သူ့ဇနီးလက်ထက်ပွားပစ္စည်းများကိုဇနီးကဘာတခုမှမယူဘူးဆိုရင်ဒီဇနီးကိုသူ့ကွာရှင်းခွင်ပေးမယ်လို့ပြောတယ်အမျိုးသမီးကဘာတခုမှမယူဘူးအဝတ်တထည်ကိုတခုနဲ့သမီးနှစ်ယောက်လက်ဆွဲပြီးဆင်းလာတယ် ရုံတော်မှာကွာရှင်းခွင့်အမိန့်ချတဲ့နေ့မှာသူ့ယောက်ျားကိုပားရိုက်ခဲ့တယ်။သူကတော့တတ်တိခဲပဲ။သူ့သမီးနှစ်ယောက်ကိုလည်းသူ့တယောက်တည်းတာဝန်ယူခဲ့တယ်။အဲ့ဒီအမျိုးသမီးမျိုးက25ရာခိုင်နှုန်းလောက်ပဲရှိတယ်။ကြံ85ရာခိုင်နှုန်းမရက်ကြီးတွေဟာလင်ရဲ့အိမ်တော်ရေးဖောက်ပြန်မှုကိုခေါင်းငုတ်ခံကြရပါတယ်။ဥပဒေကကွာနိုင်တယ်ဆိုပေမဲ့မကွာကြဘူး။စာဖတ်သူများထံမှစာအန်တီစုကစာရေးဆရာဆိုတော့ စာဖတ်ပရိသတ်စီကစရီလာတယ်။ရင်းဖွင့်ကြတယ်။အချစ်ရေးအိမ်အောင်ကြီးတွေပေါ့။အန်ဒီစုကသူတို့ရေးတဲ့စာတွေဖတ်ပြီးအံ့ဩမိတယ်။တချို့ကမယုံနိုင်လောက်အောင်ကိုထူးဆန်းတဲ့အကြောင်းတွေ။အန်ဒီစုအနေနဲ့ထူးဆန်းပေမဲ့အပြင်မှာတော့ရိုးချင်ရိုးနေမှာပေါ့။တချို့မိန်းကလေးတွေကြတော့လေ။ဘာသာရေးလူမှုရေးအရာခွင့်မပြုတာတောင်။အန်ဒီသမီးပြည်တနာကအထက်အရာရှိမှမရက်ကြီးရှိမှသိပေမဲ့ကျမချစ်နေမိပြီလို့ပါလာတယ်။ အန်တီအန်ဩတယ်။နောက်အမျိုးသမီးကြီးတစ်ယောက်ကတော့သူ့ယောက်ျားဟာမရငယ်တော့မယူဘူး။ခေပညာတတ်ငွေကြေးချမ်းသာတဲ့အပြူကြီးတစ်ယောက်နဲ့တိတ်တိတ်ပုံပေါင်းသင်းနေတာစင်တင့်ရှိပြီတဲ့။မရကြီးတစ်ယောက်စီကတော့သူ့ယောက်ျားဟာသမီးအရွယ်မိန်းကလေးနဲ့အပျော်အပျော်ဆိုပြီးတွဲနေတယ်၊ဒိတ်လို့တယ်ပေါ့။သားသမီးတွေကလည်းမကြေနပ်ဘူး။ယောက်ျားကငါမရငယ်မယူဘူးအပျော်ဆက်ဆံတာလို့ပြောတယ်တဲ့။ဒီမိန်းကလေးကအပြူမိဘတွေနဲ့နေတယ်။အပြူတယောက်ဟာ ကို့ရီးစားကိုတောင်လက်မထက်ခင်ခန္ဓာကိုယ်ကို ပုံအပ်တဲ့မြမမင်းကလေးရှားတယ်။သူ့ယောက်ျားလိုအဖေအရွယ်လောက်ကို ခေါ်ရလိုက်ပြီးတိတ်တိတ်ပုံညားနေတာအပြိုအထုကြီးများလားတဲ့။သူ့ယောက်ျားဟာလယ်လုံးနဲ့ဘိန်းချီးတဲ့မှာ သူ့ဆိုးတဲ့။သူကလည်းသူ့ယောက်ျားကို မကွာနိုင်တဲ့အပြင်စိုးရင်ရှာသေးတယ်။အန်တီစုကဒီစာရီဖတ်ပြီးစိတ်မကောင်းဘူး။တခုလဲတွေးမိတယ်။ပြည့်တစားပြက်တနာကမှဖြည့်ရှင်းရလွယ်ကူသေးတယ်။ဒီအလောက်က တရားဝင်မဟုတ်တော့ပြစ်မှုကျူးလွန်ရင်ဖမ်းဆီးအပြစ်ပေးဒဏ်တက်ပေါ့ထောင်ကလွတ်တော်လဲအသက်မွေးဝမ်းကြောင်းတင်ပေးတဲ့အမျိုးသမီးစောင့်ရှောက်ရေးဂေဟာတွေကနေဒီအမျိုးသမီးလေးတွေကိုပြုပြင်ပေးစီးပွားရေးပြည်လဲဖို့ကောင်းရောင်းကောင်းဝယ်ရှာစားနိုင်အောင်လုပ်ပေးပေါ့ဒီအလောက်ကိုဝါသနာပါလို့လုပ်တဲ့မိန်းကလေးတွေက လွဲလို့ကြံမိန်းကလေးတွေကိုပြည့်တစားဘဝပြန်မရောက်အောင်တားဆီးကာကွယ်နိုင်တယ်ဥပဒေအရာရော အသင်းအပင်းတွေအကူအညီနဲ့ရောအကာအကွယ်ပေးနိုင်တယ်။အန်ဒီစုစီစာရေးတဲ့မိန်းကလေးတွေကိစ္စကြတော့ဘယ်လိုလုပ်ရပါ။ငွေကြေးချမ်းသာပညာတတ်မိဘလည်းအုတ်ထင်းလျက်ကတိတ်တိတ်ပုံမယငယ်လောက်တာပေါ့နော်။မိဘတွေရောသိပါသလား။သိရနဲ့လွတ်ပေးသလားမသိ။အန်ဒီစုမိတ်ဆွေတချို့ကပြောတော့ဒီလိုမိန်းကလေးတွေဟာငွေရေးကြေးရေးကြက်တဲလို့လူကြီးလူကောင်းအမိခံလူကြီးတွေနောက်ကြေးကြီးယူပြီးလိုက်တာလို့ပြောတယ် စီးပွားရေးကြက်တဲလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ခိုင်လုံပါမလားလို့အန်တီစုတွေးမိတယ်။လူကြီးလူကောင်းဆိုသူတချို့ကလည်းမရငယ်မယူဘူးလို့အတန်ကောင်းနှွင့်ကြတယ်။ခစ်စကားအရာသူတို့တွဲတာလာဗာလို့ခေါ်တယ်တဲ့။အနက်ဖွင့်ဆိုတယ်လေ။အန်တီစုအနေနဲ့ကတော့မိမိသားမယားရှိပါရဲ့နဲ့တခြားအမျိုးသမီးတယောက်နဲ့ဖောက်ပြန်ကျူးလွန်ရင်အင်္ဂလိပ်စကားလုံးအရာလာဗာ keeping လာဆာ white ဘယ်လိုခေါ်ခေါ်မရငယ်ယူတာပဲ။ သူတို့ကလူလေကြီးတွေဆိုတော့တရဝင်မရငယ်ယူရင် အခုမရပြိုင်ဥပဒေအရစီးပွားရေးစကားပြောလာတော့မှမရငယ်အနေနဲ့အဆင့်အတန်းအခွင့်အရေးဒန်းတူမပေးလို့တော့အပြိုဆိုသူမိန်းကလေးတွေကို ဖောက်တယ်ဝယ်ယူပြီးစားနေကြတာပေါ့တချို့မိန်းမတွေက ပြောကြတယ်သူတို့ယောက်ျားတွေဟာအရွယ်ကြီးလာရင်ညံ့နှုတ်ကြိုက်တော့လမ်းဘေးပြည့်တစားတွေစီမသွားဘူးယောဂါရမှာစိုးတယ်အခုလိုကောင်မလေးတန်တန်နဲ့တွဲတော့ယောဂါမရဘူး တ်ဆန်ကတော့ကြေးကြီးတာပေါ့ဒါသူတို့ရဲ့ထင်မြင်ချက်ကိုအန်တီစီပြောကြတယ်လေစာရေးကြတယ်လေငွေကြေးလဲရှိပညာလဲရှိသူ သူများကိုတောင်ပညာပေးနိုင်တဲ့သူအမျိုးသမီးတွေဘာကြောင့်အတိအလင်းယောက်ျားတစ်ယောက်ကိုမယူဘဲမရကြီးရှိသူနဲ့ဆယ်နှစ်ဆယ်မိုးပေါင်းနေတယ်လဲဆိုတာအန်တီစုတော့မတွေးတက်ဘူးအမျိုးသမီးတွေကဒီလိုလိုက်ရောနေတော့လူလေကာမဂုံကျူးတဲ့ပုံကိုယ်တွေကိုအပြစ်တင်ရင်သူတို့က မိန်းကလေးတွေကအလိုတူလို့သူတို့ဆက်ဆံတာသူတို့မှာအပြစ်မရှိလို့ပြောမှာပဲသူတို့ပေးရတာကလည်းငွေကြေးလက်ဝတ်လက်စားအဝတ်အစားအစုံပေးရတာကြေးတော်တော်ကြီးတယ်ခုနေကမိန်းကလေးတွေဝတ်တဲ့အဝတ်အစားတစ်စုံကလည်းတောင်းကနန်းခိုက်နေတော့ကို့အဆင့်အတန်းနဲ့အညီတော်ယုံတင့်ယုံမဝတ်ချင်တဲ့မိန်းကလေးတွေဟာငွေအပူရှာတဲ့ထင်ပါရဲ့အလှအပပြင်းတဲ့ပစ္စည်းဆိုရင်လည်းဈေးမနေဘူးအန်တီဆုတို့ငငယ်ငယ်က အတော်မိကြီးမိထွေးတွေ ပြောတဲ့စကားကြားဖို့တယ်တို့ကြောက်ပြင်တစ်ချက်တနခါတစုံနဲ့ပဲလင်တယောက်ယူခဲ့တာတဲ့ဟုတ်မှာပဲသူတို့ခက်ကတနခါနဲ့မှွင်းမှွင်းနဲ့ပင်ကိုနှခမ်းနဲ့အလှပြင်ကြတာကို ခုခက်တော့နှခမ်းဒီစိုးစေးလက်သေးခြေသေးစိုးစေးမိတ်ကပ်မျက်တောင်မျက်လုံးပေါင်တာစံတရတာတွေကုံကြတဲ့စရင်ကလည်းတောင်းကနမ်းပဲတတ်နိုင်တဲ့လူကလှုပ်ပေါ်မတတ်နိုင်တဲ့မိန်းကလေးတွေက ဖားတူလို့ခယူခုံတော့အိမ်ပြက်ရတာပဲမိန်းကလေးတွေအလှကလည်းတဘာဝပင်ကိုမရှိ အားလုံးဟာအတုတွေနဲ့ခြေတာထားကြတော့မိန်းကလေးတွေအလှဟာခုခေတ်စကားနဲ့ဆိုအင်ကြီးဖြစ်နေတော့တယ်အန်တီစုကတော့တချို့အမျိုးသမီးငွေကြေးပညာရှိလျက်နဲ့သူများပစ္စည်းတိတ်တိတ်ခိုးစားသူတွေအတွက်မဖြေရှင်းတတ်ဘူးဒါပေမဲ့လူလောကမှာဝိတ္ထုပစ္စည်းငွေကြေးကိုတောင်ခိုးယူရင်အပြစ်ရှိသေးတာကာမဂုဏ်ကိုခိုးယူတာကတော့ ဘသူတိတိမတိတိအပြစ်ကတော့ရှိတာပဲအပြိုဆိုတဲ့မိန်းကလေးတွေကိုလူလဲအဖိုးကြီးတွေကသူတို့နဲ့လိုက်ဖို့ခေါ်တဲ့နေရာမှာအမျိုးမျိုးသွေးဆောင်ရမှာပဲခုနပြောသလိုငွေကြေးလက်ဝတ်လက်စားအဝတ်အစားတွေပေးပြီးညှူဆွဲသွေးဆောင်မှဒီမိန်းကလေးတွေကပါမှာပြစ်တစားလို့ပေါ့ပေါ့မရဘူးအဲ့ဒီကိစ္စအတွက်ညှက်နှုတ်စားလို့ပဲဖြစ်ဖြစ်မိမပြိုလေးတွေကိုသွေးဆောင်ခြင်းသူလူငယ်တွေပဲဖြစ်ဖြစ်တွေးကြည့်စေခြင်း ਨੇ ငါနှမငါသမီး ငါမြီးလေးတွေအပြိုစင်ကိုယောက်ျားတွေဟာလူကြီးလူကောင်းလို့ဆက်ဆံရာကအဲ့ဒီငွေကြေးပစ္စည်းတွေနဲ့ဆွဲဆောင်ပြီးတိတ်တိတ်ပုံပေါင်းသိနေရင်ငါဘယ်လိုခံစားရမလဲလို့စာနာစိတ်နဲ့တွေးခေါ်ကြည့်စီခြင်းနဲ့အချစ်ရေရှန်ချင်းအဲ့ဒီခေါင်းစဉ်နဲ့အန်တီစုဝိတ္ထုတပုတ်ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာရေးခဲ့တယ်အန်တီစုရည်ရွယ်ချက်ကတော့မရကြီးတယောက်ရဲ့ဘဝကိုရေးတာပါပဲအဲ့ဒီဝိတ္ထုကိုမရပြိုင် ကိစ္စစောင်းမရှိတွင် ဖော်ပြပြီး ်ဆွေးနွေးတဲ့အမျိုးသမီးကပဲအန်တီစုကို ဝေဖန်ဆွေးနွေးတာတော်တော်ကောင်းလို့ဒီဆောင်ပါမှာဖော်ပြပါတယ်အမကြီးရဲ့လင်သားကဖောက်ပြန်စွပစ်ခံရတဲ့မိမဘဝကိုဒီနေရာမှာအချစ်တရောကြီးခိုင်းနေဆိုတဲ့စကားသုံးဟာတကယ်အံဝင်ခွင်ကြလို့သဘောကျလိုက်တာဒီအပိုက်ကသူ့သဘောကျတဲ့အပိုင်းကိုဖော်ပြတယ်နောက်တစ်ပိုက်မှာတော့မယက်ကြီးကမယက်ငယ်ရဲ့လက်ဝေခံဘဝကိုကြည်ကြည်နက်နက်ကြီးနဲ့ အချစ်မိုးကြီးယွာတယ်လို့သုံးလိုက်တာသင့်တော်ပါရဲ့လားပြန်စင်းစားပေးပါဆရာလောက်တာတော့မဟုတ်ဘူးပေါ်ပြစီခြင်းနဲ့သင်းကဒီလိုဖြစ်တယ်ခိုးကလည်းခိုးမှပျော်အောင်လှုပ်ကျွေးဒီကလည်းဒီမှပျော်အောင် အစွမ်းကုန်ကြိုးစားကြမရပြိုင်ထားခြင်းဖြစ်ယောက်ျားတွေအသာစီးပိုရလေလေမယံငယ်တွေမှာလူဖြစ်ရှုံးလေဆိုတာခုခေတ်အမျိုးသမီးတွေကိုပညာပေးတဲ့နည်းခုတော့ကားပါအိမ်ပါယာရူးပါ ready made ရရင်ပြီးတာပဲ မရက်ကြီးတွေဆိုတာကိုတနာမှမျှရတာလို့ကလေးမတွေကို အမကြီးဝတ္ထုက အားပေးရာများကြနေမလားလို့ကျမမဝင့်မရဲတွေးမိတာအမကြီးပြန်စင်းစားပေးပါတဲ့သူ့အမြင်ကို ရေးသားဖော်ပြတယ်သူ့စိတ်ထဲမှာမရက်ကြီးတွေဘက်ကအတော်ခံပြင်းနေထင်ပါတယ်ဒါကြောင့်ဂယုနာဒေါသောနဲ့ရေးလိုက်တာပါပဲအန်တီစုတို့စာရေးဆရာကဝိထုတပုတ်ကို သူ့ရင်ထဲကပြောကျင်တဲ့ပေးကျင်တဲ့သဘောကိုရေးချလိုက်တာပဲစာဖတ်သူက ကို့ရှူတော့ကနေ ကိုလက်ခံပြီးကြိုက်တယ်လို့ဝေဖန်နိုင်တယ်ထောက်ခံနိုင်တယ်လွတ်လပ်စွာတွေးခေါ်ပိုင်ခွင့်ရှိပါတယ်ခုခေတ်မှာသူပြောတာလဲဟုတ်တာပဲသွားမပါခြင်းနေကားပါရင်ပြီးရောဆိုတဲ့ကာတွန်းဖတ်မိရင် ခုခေတ်မိန်းကလေးတွေသဘောကိုသိနိုင်ပါတယ်အန်တီစုကအချစ်ရေရှန်ခြင်းဝတ္ထုမှာယောက်ျားကမရငယ်ယူပြီးနောက်မရကြီးကိုပြန်ပောင်းတာကို အချစ်မိုးကြီးရွာတယ်လို့ရေးတာတမင်ယောက်ျားတွေအချစ်ကိုတယောတာပါ သူတို့လစ်လူရှုရင်လဲမိမတွေဟာအချစ်တရောကြီးခိုင်းကြရော သူတို့အချစ်မိုးတွေရွာလာရင်လဲတောင်နှမ်းမြောင်နှမ်းဆန်းတွေရံရွေတော်ခြေတော်တင်တွေနဲ့အချစ်မိုးသေးတတ်တယ်မရကြီးကမရငယ်ရဲ့လက်ဝေကန်အဖြစ်ခြေခြေနဲ့နဲ့လက်ခံတယ်လို့တော့ဘယ်ဟုတ်မလဲကို့လင်သားယူသွားတာဘယ်ခြေနဲ့နိုင်ပါမလဲအခြေအနေအရခလေးတွေတာဝန်ကိုဆရာမတယောက်အနေနဲ့မယူနိုင်လေတော့လင်းသေးပြန်လာတာလက်ခံရတာပေါ့ခွဲတန်းနဲ့ချိန်ရပါမယ်လဲ လင်သားကိုပြုစုရတာပဲမပြုစုရင်တို့ယောက်ျားတွေကအပြုစုမကောင်းလို့မရငယ်ယူရတယ်လို့အပြစ်ရှာအောင်မယ်လေဝိထုထဲမှာမရက်ကြီးတငယ်ချင်းတွေက အချစ်ရရှန်တုံးဆယ်ရီတာတမန်တွေစောက်ပြီးအချစ်ကိုတူလောင်ထားမိုးခေါင်တဲ့အခါသုံးဖို့လို့တမင်အရွက်တိုက်ပြောကြတာပါဒီဝိထုကို ရုပ်ရှင်တေးကဗျာ698မှာဖတ်ကြည့်နိုင်ပါတယ်ဖတ်ပြီးရင်အန်တီဆုဆိုလိုချက်ကိုသိလိမ့်မယ်လို့ထင်ပါတယ် အေးအတူပူအမျှအမှန်တော့ပုထုရှင်တို့ဘဝမှာယောက်ျားနဲ့မိန်းမလက်တွဲပြီးဘဝတီဆောက်ကြရမှာပါပဲကြောက်ခစ်ဂူတဲ့နေကြကလေးကယောက်ျားကအမဲလိုက်အစားအစားရှာ မိသားစုလုံးကြုံရေးကိုကာကွယ်စောင့်ရှောက်ကြတယ်မိန်းမကယောက်ျားရှာလာသမျှကိုစူဆောင်းထိန်ထိန်ပြီးမိသားစုကိုကျွေးမွေးရတယ်သားသမီးကိုမွေးမြူစောင့်ရှောက်ရတယ်အိမ်တောင်ကိုတာယာအောင်ဖန်တီးရတယ်ဆိုရမှာပေါ့ကြောက်ခစ်ကနေခုခစ်ထိပဲစီဝါရေးပြဿနာကြောင့် ခုခေတ်မှာမိန်းမတွေဟာမိသားစုတောင်းဝန်အိမ်အောင်ထိမ့်သိမ့်ရေးအပြင် စီးပွားရေးကိုပါ ဝင်လာကြရပြီယောက်ျားနဲ့မိန်းမမှာအုံနောက်ကအစခန္ဓာကိုယ်ဖွဲ့စည်းတိဆောက်မှုခြင်းမတူကြတော့တဘာဝနဲ့တောင်းဝန်ထမ်းဆောင်ရတာလည်းမတူပါဘူးအခွင့်အရေးတန်းတူတာမတူတာကို ပြောတာမဟုတ်ဘူးနော်ဥပမာယောက်ျားကသားသမီးမွေးလို့မရဘူးသားသမီးအပေါ်သူတို့ချစ်ပေမဲ့မိခင်မြတ်တာလို့သူတို့မပေးနိုင်ဘူးဒါဟာတဘာဝပဲ။ အစိုးရတဖွဲ့လိုပဲမိသားစုဆိုတဲ့ကက်ဗီနက်အစိုးရအဖွဲ့မှာယောက်ျားဟာဗန္နာရေးကာကွယ်ရေးကိုတာဝန်ယူရတယ်လို့မိန်းမကပြည်ထဲရေးကျန်းမာရေးဝါရဖြန့်ချီရေးဌာနအပါအဝင်ယဉ်ကျေးမှုကိုလည်းတာဝန်ယူရတယ်။အိမ်တော်တစ်ခုမှာသားသမီးယဉ်ကျေးသိမ်မွေ့မှုရှိမရှိမိခင်ကိုကြည့်ရင်သိတယ်။အဲ့ဒီမိသားစုအစိုးရအဖွဲ့မှာဟန်ချက်ညီညီလက်တွဲမလုပ်နိုင်ရင်ဒီအစိုးရလုပ်ငန်းတွေဘယ်အောင်မြင်မှာမလဲ။ ဒီမိသားစုကမွေးဖွားလာတဲ့ကလေးတွေရောကြီးပွားတိုးတက်ပါမလားယောက်ျားနဲ့မိန်းမဟာရန်သူတွေမှမဟုတ်ပဲလက်တွဲပြီးဘဝခရီးကိုဖျက်ဆီးရမှာမရက်ကြီးကယောဂာတယ်မို့အိမ်တော်ကြီးဒုက္ခမပေးနိုင်တာမချစ်ပဲယူရတဲ့အိမ်တော်ကြီးမို့အစင်မပြေတာမရက်ကြီးကို၌ကလိမ္မာကျွမ်းကျင်စွာနဲ့မိသားစုကိုပျော်ရွှင်စွာမထားနိုင်လို့မရငယ်ယူကြတဲ့ကိစ္စတွေရှိတယ်လို့ငွေပုံပေါ်ထိုင်ပြီးမိမတွေကိုအရက်နဲ့ညီးပြီးသွေးဆောင်ဖျက်ဆီးတဲ့ကာမဘလူးတွေလည်းရှိတယ် ူတို့ကဝူမန်နိုင်စာတွေဆိုတော့အပြိုကိုဘယ်လိုဆွဲဆောင်ရမလဲအအိုကိုဘယ်လိုဆွဲဆောင်ရမလဲတခုလက်မုတ်ဆိုးမကိုဘယ်လိုမြှူဆွဲရမလဲဆိုတာကြွမ်းကျင်ပြီးသားတချို့ဘာသာတွေမှာတလင်တမယားသာရှိရမယ်လို့အတိအလင်းပြထန်းလဲလက်ထပ်ပြီးပွေကြတာပါပဲယောက်ျားရောမိန်းမရောပါပဲအန်တီစုရေးခဲ့ပြီးပါပြီအင်မတန်တူတောင်းတဲ့လူဘဝမှာပျော်ရွှင်စွာနဲ့ဟန်ချက်ညီညီလက်တွဲနိုင်ကြဖို့မိန်းမနဲ့ယောက်ျားဟာစူးစမ်းသင့်တာပဲ ပျော်ညံ့ချက်တွေကတော့ရှိကြတာပဲပေါ့ဒေးလ်ကာနဂျီပြောသလိုအိမ်တော်ဘက်ရှာရမှာလူကောင်းကြီးမရှာနဲ့ကိုကိုတိုင်ကောင်းဖို့လေလူသေးတယ်တဲ့အေးအတူပူအမြအပေးအယူညီကြတဲ့အိမ်တော်ကြီးဆိုရင် မရက်ကြီးမရက်ငယ်မရက်ပြိုင် ပြက်တနာတွေမရှိနိုင်ပါဘူးဒီလိုအိမ်တော်တွေဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကြိုးပမ်းဖို့သင့်ပြီပေါ့ဆွေးနွေးသင့်ကြပြီနားဆင်သူပရိသတ်များအားလုံး စိတ်ဟီချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစီရှင်အားလုံးပဲဂျေဇုမြားဤတင်ပါတယ်ရှင်